ရာယီဟာကျမ်းမာရေးအတွက်ကောင်းတယ်ဆိုတာလူတိုင်းလိုလို သိကြပါတယ်။ရာယီရဲ့အသုံးဝင်ပုံတွေကဒီထက်မကများပြားပါတယ်။ရှေးရခင်ကလေးကနိုင်ငံအများစုမှာစေဖက်ဝင်အဖြစ်အသုံးပြုခဲ့ကြတဲ့ပြာယီကိုဒံယာတွေကနေစံသားထိမ့်သိမ့်ရဲ့အထိအမျိုးမျိုးသောကိစ္စရပ်တွေအတွက်အသုံးချနိုင်ပါတယ်။အိမ်မှာပြာယီဘူးတဖူအစင်တင်ထားရှိတဲ့နဲ့အကြောင်းရင်းတွေကိုအတူတူကြည့်လိုက်ရအောင်။စံပင်အသားရည်နဲ့အလှပအတွက်အသုံးပြုနေများ ပေါက်ပြောက်စေခြင်းအကြီးပျော်နေတဲ့ပြားရည်ကိုဆန်သားတဲ့သို့နှိမ့်နယ်လိမ့်ကြံပြီးခေါင်းအုပ်သို့မဟုတ် ရေချိုးခန်း၃ဦးထုတ်ဖြင့်၃-၄နာရီခန့်အုပ်ထားကရေဆေးချပါနှုတ်ခမ်းရည်ပြားလန်းစေခြင်းနှုတ်ခမ်းသားရည်မွဲချောက်နေလားပြားရည်တကြားနဲ့တန်လွင်စီတဝက်စီရောပြီးပူစီနန်စီတစ်ဆက်ထက်ကနှုတ်ခမ်းစေအဖြစ်အသုံးပြုနိုင်ပါတယ်ခန့်တွင်နှံ့ပြောက်စေခြင်း ရေနွေးနွေးခွက်တဝက်ထဲမှာပြားရည်နှစ်စုံနဲ့တစ်ကြံပိုးခေါင်းမှုအနှဲငယ်ရောပြီးနေ့စဉ်ပလုတ်ကျင်းပေးပါမာယုများလျှော့ပါစေခြင်းမနက်တကြိမ်ညတကြိမ်ပြားရည်နှဲငယ်ကိုအမာယုပေါ်မှာလိမ့်ကြံပေးပါ30မိနစ်ခန့်ထားပြီးရေစေးချပါဝက်ချံတက်တာစီခြင်းပြားရည်နဲ့တစ်ကြံပိုးခေါင်းမှုတဝက်စီရောဆက်ကဝက်ချံရှိတဲ့နေရာကို နေ့စဉ်30မိနစ်ဆက် 9မိနစ်ခန့်လိမ့်ကြံထားပါပြီးလျင် ရေနွေးနွေးဖြင့်ဆေးကြောကအသားရေကိုညင်သာစွာတုပ်ပေးပါခြေထောက်အမွေးမြင်ကိုဖယ်ရှားခြင်းတကြားတစ်ခွက်ကိုပြားရီ3ပိုင်း2ပိုင်းခွက်ဖြင့်ကြိုးပါတမရသည့်တလုံးမှအည်ညစ်ထဲ့ပါပြီးနောက်အမွေးရှိတဲ့နေရာကိုလိမ့်ကြံပြီးအဝတ်ဆက်ဖြင့်အုတ်ကခဏအေးအောင်ထားပါပြီးနောက်အမြန်ဆွဲခွာလိုက်ပါမြက်ကွေးညိုခြင်းကိုတတ်တာစီခြင်း မျက်လုံးအောက်ရှိမျက်ကွင်းညိုနေရင်ပြားရည်နှင်းငယ်ကို30မိနစ်ခန့်လိမ့်ကြံထားပါရေစေးချပြီးရေခဲတိတ်တာထဲမှထုတ်ထားတဲ့သခွားသီးစိတ်များကို နောက်ထပ်30မိနစ်ခန့်ကပ်ပေးပါရဲ့သားရီချွေးပေါက်များတန်းစင်ခြင်းပြားရီတစုံနဲ့အုံးစီနဲ့ဇုံရောဆက်က မျက်နှာပြင်မှာလိမ့်နေပေးပါရေနွေးနွေးဖြင့်စေကြောပါဆံပင်တန်းစီခြင်းပြားရီတစုံကိုရေနွေးနွေးခွက်တဝက်မှာရောဆက်ပါဥယေပြားမှာသုံး ၄မိနစ်ခန့်နှိမ့်နယ်လိမ့်ကြံပေးပါ၂နာရီ၃နာရီခန့်ထားကရေစေးချပါစံသားကိုပြောစီခြင်း ပြားရီတစုံနဲ့အုံးစီနှစ်စုံရောဆက်ပါဥယေပြားထိမရောက်အောင်ဆံပင်ဖျားမှစပြီးလိမ့်ကြံပေးပါ၁၀မိနစ်၁၅မိနစ်ခန့်ထားကရေစေးချပါသားရီ၆တွေးမှုကိုကာကွယ်ခြင်းပြားရီသည်တင်းမျက်နှာအတွက်ကျေးဇူးပြုပြီး တန်းစင်တဲ့အစိုးတက်ထင်းပစ္စည်းဖြစ်ပါတယ်မျက်နှာပေါ်မှာပါပါလေးလူပြီး15မိနစ်ခန့်ထားကရေနွေးနွေးဖြင့်စေကြောပါ။အဲ့အရွယ်မတိုင်ခင်အိုမင်းချင်းကိုနှေးကွေးစေခြင်းဝတ်တချာမုံတစိတ်ကိုပြားရည်အစ်စ်နှစ်စိတ်ဖြင့်ရောဆက်ပါမျက်လုံးပတ်လေသို့မဟုတ်အရေးအကြောင်းများရှိတဲ့နေရာများမှာလိမ့်ကြံပေးပါမိနစ်30ခန့်ထားကရေစေးချပါ။ဆံပင်အယောင်ဖြော့စေခြင်း ဓာတုပစ္စည်းများမတုံးဘဲစံပင်ရောင်ဖျောချင်လာပြားဤသုံးစုံကိုရေနှစ်စုံဖြင့်ရောမွေပါဆူဆွနေတဲ့စံသားပေါ်မှာတနာရီခန့်လိမ့်ကြံထားပါရေဆေးချပြီးရန်နှဲငယ်တိုင်းပြန်လဲတခါလုပ်ပါလေးလက်သေးများကျမ်းမာတော့ပစီခြင်း ပြာဤနှစ်စုံနဲ့တံပြာဤအနှဲငယ်ရောဆက်ပါလက်သေးများမှာလိမ့်နေပေးပြီး15မိနစ်ခန့်ထားကရေဆေးချပါ။အမျက်နာနီမြန်းခြင်းနဲ့ရိုဆေးရှားဝေဒနာတက်တာစေခြင်း ယာယီဟာရောင်ရမ်းမှုကိုလျော့ပါးစေပြီးအစိုးတက်ထင်းပေးတာကြောင့်မျက်နာနီမြန်းခြင်းအတွက်တင့်တော်ပါတယ်။တိုက်ရိုက်လိမ့်ကြံပြီးမိနစ်30ခန့်ထားကရေဆေးချပါ။ကျန်းမာရေးအတွက်အသုံးပြုနေများကင်ဆာဖြစ်နိုင်ခြေလျှော့ချခြင်းတတိုးဆန်းကျင်ပစ္စည်းကျွဲဝါတဲ့ပြားရည်ကိုနေ့စဉ်အနှဲငယ်စားသုံးပေးခြင်းဖြင့်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချနိုင်ပါတယ်။သွေးတိုးကြစေခြင်း လေးလာချက်များအရပြားရီကလူနဲ့ကြက်များမှာသွေးတိုးကိုကြားစေနိုင်ပါတယ်လက်ဖက်ရည်ထဲမှာအနှဲငယ်ထည့်ပြီးတောက်သုံးနိုင်ပါတယ်မကောင်းတဲ့ကိုလက်စထရောကိုရှော့ချခြင်းကိုလက်စထရောပြဿနာရှိရင် ပြားရီကထိုပမာဏကိုကြာစင်းစေဖို့အထောက်ကူပြုနိုင်ပါတယ်အင်းဆက်ကြိုက်ခြင်းရာရန်ခြင်းကိုတတ်တာစေခြင်း အင်းဆက်ကိုက်တဲ့နေရာကို ပြားရည်နှဲငယ်လိမ့်ကြံပေးရင်ရာရန်ချင်းနဲ့ဆက်ဖြင်းဖြင်းဖြစ်ချင်းမကြခင်တက်တာသွားပါလိမ့်မယ်။လဲချောင်းနာချင်းကိုတက်တာစီချင်းပြားရည်တစုံးကို ရေနွေးပူပူခွက်တဝက်ထဲမှာရောမွေပါတံပြာရည်အနှဲငယ်ညစ်ထည့်ပြီးတောက်သုံးပါ။ဗီတာမင်ဓာတ်များဖြည့်တင်းခြင်းကျမရေကောင်းမှုစေဖို့ပြားရည်ကိုအိမ်မှာအစင်တင့်ထားရှိတင်ပါတယ်။အယောင်ရင်းနဲ့ပြားရည်များကဇီဝကမဖြစ်ပြတ်မှုကိုအထောက်အကူပြုနဲ့ အပင်ကျက်ပေါင်းများနဲ့တတိုးဆန့်ကျင်ပစ္စည်းများပုံမပါဝင်ပါရယ်မီးလောင်တန်ရာမြ мян တက်တာစေခြင်းမီးလောင်တန်ရာမှာပြားရည်လိမ့်ကြံပေးခြင်းကအနာကျက်မြန်စေဖို့အထောက်ကူပြုပါရယ်ပြားရည်သည်တချူးများကိုအာဟာရဖြည့်တင်းပေးပြီးရောင်ရမ်းမှုနဲ့ပိုးဝင်ခြင်းကိုလျှော့ချပေးပါရယ်စီချိုယောဂရှင်များအတွက်တဘာဝအချို့တက်ပြားရည်သည်သွေးရင်းတကြားသက်ကိုမြင့်တက်စေပေမဲ့တကြားလောက်မပြင်းထန်ပါ စီချိုယောဂရှင်များအနေနဲ့ အနှင်းငယ်သာအသုံးပြုနိုင်ပါတယ်။ခုခံအားစနစ်ကိုမြင့်တင်ပေးခြင်း bias board မျိုးမျိုးကို တိုက်ထုတ်နေရလားပြားရီကခုခံအားစနစ်တုံ့ပြန်မှုကိုမြင့်တင်ပေးတဲ့ phytonutrient များကျယ်ဝစွာပါဝင်ပါတယ်။အနာပိုးမှုဝင်အောင်ကာကွယ်ခြင်းစီချိုယောဂရှင်များမှာဖြစ်တတ်တဲ့အနာများပါဝင်ပွင့်နေသောအနာရှိသူများအတွက်ဘိုးဝင်ခြင်းမှကာကွယ်ဟုပြားရည်ကို လိမ့်ကျန်ပေးနိုင်ပါတယ်အနာကိုတန့်စင်ပြီးတိုင်းနေ့စဉ်လိမ့်ကျန်ကပတ်တီးစီထားပါ အိပ်ပျော်စေခြင်းအိမ်မပျော်တဲ့ဝေဒနာခံစားနေရရင်ပြားဤတစုံးကို ရေနွေးနွေးတစ်ခွက်နဲ့ရောပြီးပန်းတိရှာလာကဤတစုံးထဲကအိယာမဝင်ခင်တောက်သုံးပေးပါချောင်းဆိုးတက်တာစေခြင်းပြာဤသည်ချောင်းဆိုးခြင်းကိုတတ်တာစေပါれချောင်းဆိုးနေတဲ့ကလေးကို ပြာဤဇုံကလေးတစုံတိုက်နိုင်ပါれတို့မဟုတ်ဆေးဖက်ဝင်အပင်များနဲ့ရောစက်တိုက်နိုင်ပါれဝမ်းလျှောခြင်းကိုတတ်တာစေခြင်း ိုင်းအောင်ပိုင်းနာဖြစ်နေရင်ရေနွေးနွေးတစ်ခွက်ထဲမှာပြားရီတစုံထည့်ပြီးတောက်သုံးပါကဝမ်းလျှောခြင်းကိုတက်တာစေပါတယ်။ပိုတက်စီယမ်ဓာတ်မြင့်တင်ပေးခြင်းပိုတက်စီယမ်သည်ကျန်းမာတဲ့အာယုံကြောစနစ်ကိုခန္ဓာအည်ဓာတ်ညီမျှမှုနဲ့နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးအတွက်အရေးပါပါတယ်။ပြားရည်သည်ဖျားနာခြင်းကြောင့်ကြာဆင်းနေတဲ့ပိုတက်စီယမ်ဓာတ်ကိုပြန်လည်မြင့်တက်စေပါတယ်။စီလံကြောင်ပိုးဝင်ခြင်းကိုကုကြခြင်း စီလန်းချောင်းပိုးဝင်နေပါသလားတစ်ကြံပိုးခေါ့မှုတစုံနဲ့ပြားရီဇုံးထက်ဝက်ကိုရေနွေးနွေးတစ်ခွက်ထဲမှာရောပြီးတနေ့ကိုနှစ်ကြိမ်တောက်သုံးပေးပါ။တွားဖုံးရောကပျောက်ကင်းစေခြင်းတွားဖုံးရောင်ရမ်းခြင်းကိုကုသဖို့ပြားရီတစုံကိုရေလေးပိုင်းတစ်ပိုင်းခွက်ထဲမှာဖြော်ပြီးတနေ့နှစ်ကြိမ်ပလုတ်ခြင်းပေးပါ။ပြားရီတစုံနဲ့တံပြားရီသုံးလေးဆက်ရောဆက်ကတွားဖုံးရောင်နေတဲ့နေရာများမှာလိမ့်နေပေးပါ။အစစ်အမြစ်ရောင်ရမ်းကြိုက်ခဲခြင်းကိုတတ်တာစေခြင်း ပြားဤတဇွန်းနဲ့ပန်းတိရှာလာကဤတဇွန်းရောဆက်ကနေစဉ်တောက်သုံးပေးရင် ရောင်ရမ်းမှုကိုကြဆင်းစေပါတယ်။ရေတက်ခန်းခြောက်ချင်းကိုတက်တာစီခြင်းရေနစ်ခွက်တမရသည်တဝက်မှဤပင်လယ်စားလေးပိုင်းတစ်ပိုင်းစုံတို့ကို ရောပါ။ပြားဤနှစ်ဇွန်းထည့်ပြီးဖြော်ပါ။တနေ့တာလုံးနေနေချင်းတောက်သုံးပေးပါ။အခြားသုံးဝင်ပုံများရေပေါ်စားတောက်เสียအဖြစ်အသုံးပြုခြင်း ပြားရီတစွန်းစာတွင်ကယ်လိုရီ64နှင့်တကြားဓာတ်ဆက်ခုနှစ်ကရန်ပါဝင်တာကြောင့်ကောင်းမွန်တဲ့အရေးပေါ်စားစရာဖြစ်ပြီးဘယ်တော့မှမပုတ်တော့ပါအချိန်ကန့်သတ်မရှိခံပါရယ်။ရေချိုးခြင်းပြားရီနှစ်စွန်းကို ရေပူထဲသို့ထည့်လျက်ပျော်ဝင်အောင်မွေပါထို့နောက် ရေချိုးစလုံးထဲသို့ထည့်လျက်အသားရေပြန်လည်အားဖြည့်ရန်စိန်ချိုးပေးပါ။အစာအိမ်နာမဖြစ်အောင်ကာကွယ်ခြင်း ဟယ်လီကိုဘတ်တာပိုင်လိုရီဘက်တီးရီးယားကြောင့်ဖြစ်တဲ့အစာအိမ်နာသည်အနည်းရှိပါတယ်။ပြားရည်သည် ထိုဘက်တီးရီးယားကိုတတ်နိုင်ကြောင်းသိရပါတယ်။ပရီဘိုင်အိုတက်တက်များဖြစ်တင်းခြင်းပရီဘိုင်အိုတက်သည်အစာခြေစနစ်အတွင်းရှိအချိုးပြုတ်ဘက်တီးရီးယားများပေါက်ဖွားဖို့အရေးကြီးပါတယ်။ပြားရည်မှာထိုဓာတ်များကျွဲဝစွာပါဝင်ပါတယ်။မျက်စိစုံခြင်းကိုကုသခြင်းပန်းရောင်မျက်လုံးသည် မတက်မတာဖြစ်ရပေမဲ့ ပြားရီစစ်အနှင်းငယ်ကိုလိမ့်ကြံပေးရင်ဘက်တီးရီးယားများကိုတက်ပြီးရောင်ရမ်းမှုကိုလျော့ပါစေပါတယ်။အရိုးစစ်နာခြင်းကြိုက်ခဲခြင်းကိုတက်တာစေခြင်း။စပစ်တီးဖြော်ဤတစ်ခွက်နဲ့ပြားရီသုံးစွန်းရောဆက်ပြီးတောက်သုံးရင်ကောက်ဝေဒနာတက်တာစေပါတယ်။ရှေးရိုးဆွဲအားဖြင့်စပစ်တီးဖြော်ဤစားဝိုင်အချို့နဲ့ရှာလကာရီကိုအစားထိုးအသုံးပြုကြပါတယ်။ကလေးများမှာဖြစ်တဲ့အနီးရယဉ်ကျင်းကို ကာကွယ်ကူတာခြင်း ခင်မီလိုင်လက်ဖက်ရည်နှစ်ခွက်နဲ့ပြားရည်တစုံရောဆက်ပြီးစပရေးပူးတဲ့ထဲပါပေးကြံနာဖြစ်ပြီးတိုင်းဖြန်းပေးပါမုတ်ဆက်ရိပ်ပြီးနောက်ရားရံခြင်းတက်တာစေခြင်းမုတ်ဆက်ရိပ်ပြီးနောက်ရားရံသောအဖုအပိတ်များထွက်ပါကပြားရည်ကိုပါပါလေးလိမ့်ကြံပေးပါကြို့ထိုးခြင်းကိုရက်တန့်စေခြင်းကြို့ထိုးနေလားပြားရည်တစုံစာတောက်လိုက်ပါကချက်ချင်းရက်သွားပါလိမ့်မယ်ဦးလန်းချောင်းရှိကပ်ပါးကောင်များကုတာခြင်း ကျိတ်ချထားသောတင်းမောသည့်စိတ်နဲ့ပြားရီတဝက်စီရောဆက်ပါတပတ်ကြာနေစဉ်တစုံးစီတောက်သုံးပေးပါစေးလိပ်ဖြတ်ခြင်းစေးလိပ်ဖြတ်ဖို့ကြိုးစားနေပါသလားစေးလိပ်တောက်ခြင်းစိတ်ပေါ်လာတဲ့အခါတိုင်းပြားရီနှဲငယ်လျက်ပေးပါဆိုရီးစစ်အစစ်ရောင်ယောဂကုကြခြင်းအကြီးကြီးဖြစ်နေသောပြားရည်ကိုဆိုရီးစစ်အစစ်ရောင်ယောဂါကြောင့်ထိခိုက်နေတဲ့နေရာများကိုတိုက်ရိုက်လိမ့်ကြံပေးနိုင်ပါတယ်။ကျွတ်နို့မဲ့ချောင်းများဖယ်ရှားခြင်း မဲချောက်ပေါ်မှာပြားရည်နေငယ်လိမ့်ကြံပြီးပလာစတာကတ်ထားပါမဲချောက်ပြောက်တဲ့အထိတနေ့ကိုနှစ်ကြိမ်ပြုတ်လောက်ပါနှာခေါင်းတို့ဖတ်များကုတာချင်းပြားရည်ကိုနှာခေါင်းတို့ဖတ်ပေါ်မှာတနေ့နှစ်ကြိမ်သုံးကြိမ်လိမ့်ကြံပေးရင်ရောင်ရမ်းမှုကျဆင်းကနှာခေါင်းတို့ဖတ်များပျောက်ကင်းစေပါတယ်အစီကျစေခြင်းပြားရည်သည်တဘာဝအစီကျပစ္စည်းတစ်မျိုးဖြစ်ပြီးမှုဆွဲခြင်းကိုကုတရာမှာထိရောက်မှုရှိပါတယ်နာကြိုက်ချင်းကိုတတ်တာစီချင်း နားတွင်းပိုင်းကြိုက်ခဲ့ရင်ပြားရည်နှဲငယ်ကိုနားထဲသို့အနှဲငယ်ခတ်ပေးရင်နာကျင်မှုတက်တာစေပါရယ်ဆရာဝန်နှင့်အရင်တိုင်ပင်မှာစိတ်ဖြည့်စည်းမှုလျှော့ချခြင်းပြားရည်မှာစိတ်ငြိမ်သက်စေတဲ့ဂုဏ်သတိများရှိပြီးစိတ်ဖြည့်စည်းမှုကိုလျှော့ချဖို့ပြားရည်ပါတဲ့ရည်နွေးချမ်းကိုတောက်သုံးပေးနိုင်ပါရယ်အိမ်တွင်းတန်ရှင်းရေးနှင့်အခြားသုံးဝင်ပုံများပါးဆက်အနာများတက်တာစေခြင်း ပြားရည်သည်ဘက်တီးရီးယားများကိုတိုက်ဖြတ်နိုင်တာကြောင့်ပါးစပ်အတွင်းရှိအနာများကိုမြ мян တက်တာစေပါတယ်။အနာပေါ်ကိုတိုက်ရိုက်လိမ့်ပေးနိုင်ပါတယ်။အရေပြားရရန်ချင်းကိုတက်တာစေခြင်းရရန်နေတဲ့အရေးပြားနေရာကို ပြားရည်နှဲငယ်လိမ့်ပေးခြင်းဖြင့်ရရန်မှုကိုတိတိတသာတတ်တာစေပါတယ်။ဆံပင်ကျွချင်းကိုကာကွယ်ခြင်းပြားရည်ကိုအုံးစီတို့မဟုတ်တန်လွင်စီနဲ့ရောစက်ကဥယျာပြားပေါ်မှာနှိမ့်နယ်ပေးခြင်းဖြင့ စံပင်ကြက်ချင်းကိုကာကွယ်နိုင်ပါတယ်။ခြေပနှင်းချောက်များကုတာချင်းခြေဖွားမှာဖြစ်တတ်တဲ့ဖနှင်းချောက်များအတွက်ပြားရည်ကိုလိမ့်ပေးပြီးညအိယာဝင်ကနီးမှာခြေအိတ်ဆွတ်အိတ်ချင်းဖြင့်တတ်တာစေပါတယ်။အေးမိချင်းကိုကာကွယ်ချင်းနေ့စဉ်ပြားရည်နှဲငယ်စားသုံးပေးခြင်းဖြင့် ကိုခံအားကို မြင့်တင်ကအေးမိချင်းမှကာကွယ်နိုင်ပါတယ်။တတိထားရန်အချက်များတနစ်အောက်ကလေးငယ်များကို ပြားရည်မတိုက်ကျွေးတင်ပါ ဘော်တူလီစင်ပိုးဝင်နိုင်ခြေရှိသောကြောင့်စီးချိုယောဂရှိသူများဆရာဝန်နဲ့တိုင်ပင်ပြီးမှအသုံးပြုသင့်ပါတယ်။ပြားရည်ကိုအလွန်အကျုံမစားသုံးသင့်ပါ။တနည်းလျင်တစုံနဲ့စုံထက်မပိုသင့်။အသားရည်တွင်ဓာတ်မတည့်ခြင်းရှိမရှိစမ်းသပ်ပြီးမှအသုံးပြုသင့်ပါတယ်။ပြားရည်ဤအာဟာရဓာတ်များပြားရည်သည်တဘာဝတကြားဓာတ်များအမိုင်နိုအက်ဆစ်များဗီတာမင်နဲ့တတုဓာတ်များတတိုးဆန်းကျင်ပစ္စည်းများကျွဲဝစွာပါဝင်ပါတယ်။ ပြားရည်မျိုးစားကိုလိုက်လျက်အာဟာရဓာတ်ပါဝင်မှုများကွဲပြားနိုင်ပါတယ်။အည်သွေးကောင်းပြားရည်ရွေးချယ်နီးပြားရည်စစ်သည်ခဲပြီးခက်ပြစ်ပြစ်ရှိသည်အခမ်းအပူချိန်တွင်တကြားခဲများဖြစ်တတ်သည်တဘာဝပြားရည်သည်အယောင်မတူညီတတ်ပါယုံကြည်ရသောထုတ်လုပ်သူမှဝယ်ယူသင့်သည်ဏီကုံးချုပ်ပြားရည်သည်တဘာဝတဲ့တံမိုးမဖြတ်နိုင်တဲ့လက်ဆောင်တစ်ခုဖြစ်ပြီး ကျမ်းမာရေးအလှပနဲ့အိမ်တွင်းသုံးဝင်မှုများစွာအတွက်အသုံးဝင်ပါတယ်။တင်းတော်တဲ့နေလန်းဖြင့်အသုံးပြုခြင်းဖြင့်နေ့စဉ်ဘဝမှာအကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ပြားရည်သည်တဘာဝကပေးတဲ့အကောင်းဆုံးဆေးဖက်ဝင်ပစ္စည်းများထဲမှတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဈေးမရောင်းချတဲ့ပြားရည်များထက်ပြားရည်အစ်စ်ကိုရွေးချယ်အသုံးပြုသင့်ပါတယ်။ပြားရည်အစ်စ်မှာကျန်းမာရေးအကျိုးကျေးဇူးများပိုမိုပါဝင်ပြီးတင့်အတွက်ပိုမိုကောင်းမွန်ပါတယ်။ ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လေးလည်းလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိ ကြည့်ရှုအားပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်သစ်တွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်။အားလုံးပဲစိတ်ဤချမ်းသာခြင်း၊ကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ဘိုင်းဘိုင်း။